ထမဆုံးအကြိမ် Miss Super National ဆိုတဲ့ပြိုင်ပွဲမှာ Big Fight ပေါ့အဲ့ Big Fight လို့ပွဲကြီးမျိုးမှာပထမဆုံးအကြိမ် Top 20ဆိုတဲ့ placement ကိုစပြီးဝင်နေနိုင်ငံပေါင်း80လောက်ပြိုင်တဲ့အချိန်မှာအဲဝင်တဲ့အပြင်ကိုကိုမှဒီ predicted တွေ vote ပေးတဲ့စုတွေရော Super National ပေးတဲ့စုတွေရောစုပေါင်းများစွာစေစုလောက်ရှိမှထင်တယ်စုရဲ့အများကြီးနဲ့ပြန်လာပြီးအချိန်မှာဂုံယူစရာပေါ့မြန်မာပြည်အတွက်လည်းသူအကောင်းဆုံးမြန်မာပြည်သူတွေရဲ့အသိဉာဏ်နဲ့အခုချိန်ထိတင်ပိတ်ထားနိုင်တဲ့ အလားမဲ့တရားဖြစ်ခဲ့တာပေါ့အဲသူအလားမဲ့တာဝန်နေတော့သူပြီးဆုံးသွားပြီပေါ့နော်ဒါပေမဲ့လည်းအခုချိန်မှာလည်းဒီအလားမဲ့တာဝန်နေပြီးဆုံးသွားပြင်မဲ့လည်းဒီအလားမဲ့ဆိုရယ်ဂုံပုံးနဲ့နေထိုင်ပြီးတော့ဒီအောင်မြင်တဲ့အဲအကယ်ဒမီမီနီမီတီယဖြစ်နေတယ်ဆိုတာနဲ့တင်ဂုံယူနေရပါပြီခုတုံးလောက်တာပေါ့ဒါကျွန်တော်တို့ဒီအလားမဲ့ဆိုတဲ့အလားမဲ့လောကကို platform တို့ရဲ့တက်လန်တစ်ခုအတွက် platform လုပ်တယ်လေကဒစ်အနေနဲ့အသုံးချပြီးတော့ပဲ ါဒါကိုအသုံးချခံလိုက်ရတာပေါ့ကျွန်တော်တို့ဒီအလှမယ်လောကကြီးရအဲ့တော့ဒီလိုမျိုးမဖြစ်သင့်ဘူးပေါ့အဲ့နိုင်ငံတကာမှာအလှမယ်ကိုယ့်ရဲ့အိမ်နီးစင်းဖိလစ်ပိန်းဆိုလို့ရှိရင်လေအခု back to back winner ဖြစ်သွားပြီ grand လို့နေရာမျိုးမှာဆိုအဲ့လိုနိုင်ငံမျိုးကိုကအတူယူရမှာလေဆိုအပြုမှုအပြောဆိုသွားလာနေတိုင်းကိုကဒါကိုအခုတုံလောက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့လူငယ်တွေအတွက်ကိုဘလို inspiration လုပ်ဖို့အတွက်ဒီပြိုင်ပွဲကိုပြိုင်မှာလေဒီ platform ကိုအသုံးပြုတာက ်ဘာအတွက်လဲ compassion အတွက်လားဘာအတွက်သုံးပြုမှာလဲဆိုတော့သိဖို့သိရမယ်ကျွန်တော်အလှပြယုံတက်တက်နဲ့ကျွန်တော်အမြင်နဲ့ပြောပါတယ်စင်ပေါ်မှာအလှပြယုံတက်တက် photo model လုပ်ပြယုံတက်တက်နဲ့စင်ပေါ်မတက်နဲ့လူတွေဘာပေးမှာလဲဘာ awareness တွေပေးမှာလဲအဲ့ဒီ awareness တွေပေးနိုင်တဲ့နေရာမျိုးရောက်မှဒီစင်ပေါ်ကိုတက်လာခဲ့ဆိုတာမျိုးကျွန်တော်ပြောခဲ့တယ်အမြင်ဒါမှမဟုတ်အခုချိန်မှာလဲဒါကိုခုတုံးလုပ်ပြီးတော့ပဲဆက်သွားနေတဲ့လူတွေကအများကြီးပဲ က်ရှိကတော့ဒီ celebrity တွေရဲ့ဒီ miss ပြိုင်မဲ့သူတွေ mr ပြိုင်မဲ့သူတွေထပ်ပြီးတော့ training လုပ်နေပါတယ်။ဆယ်စုနှစ်တစုကျော်ပေါ့2013နဲ့ကဆိုတော့2013ခင်ဗျားမ super စပြိုင်တဲ့အချိန်ပေါ့။အဲ့ဒီအချိန်ကနေစပြီးတော့ဆယ်စုနှစ်တစုကျော်သွားပါပြီ။အဲဒီကကျွန်တော်ဒီ Miss Golden Land ဆိုတဲ့ organization မှာ training စပေးတဲ့အချိန်ပေါ့အဲ့ချိန်မှာခင်ဗျားကသွားပြိုင်ခင်နေမှာသူတို့ guesting လုပ်တဲ့အချိန်မှာအာ training ပေးကြည့်မလားဆိုပြီးတော့ အသင်ပေးပြတာကိုစပြီးတော့အင်းတော့ modeling ဘက်ကနေလာတာဆိုတော့ဟိုအများကြီးတော့ပြောစရာမရှိဘူးပေါ့နော်အဲ modeling ကနေလာတော့သူအများကြီးဒီ basic တွေအများကြီးသိထားတဲ့ကလေးတရားဆိုတော့ဒီရောက်လာတဲ့အချိန်မှာဒီအလှမဲ့တရားရဲ့ဆန်ချင်းဆန်ညိုးနေဒီဘောင်လေးဝင်အောင်သူအများကြီးပြုတ်ပြင်ပေးရတာပေါ့သူတော့ပြိုင်နှုန်းကလည်း Europe နိုင်ငံကိုတော့ပြိုင်ရတာဆိုတော့အဲ Belarus မှာတော့ပြိုင်ရတာအဲ Europe အရှေ့ပိုင်းဖက်ဖို့ဟိုတော်တော်ကြီးခက်ခဲတယ်သူတော့ပြိုင်နေတဲ့အချိန်မှာသူ့ကို training လောက်တာကျွန်တော်နှစ်ရက်ပဲချိန်ရခဲ့တယ် သူတို့ပြောင်းရင်ပို့တာမှကျွန်တော်တို့နှစ်ပတ်လောက်ပဲပြင်ဆင်ခြင်းရတယ်အဲ့တော့ဟိုသူကိုယ်တိုင်ကလည်းအရင်ကကြိုးစားတယ်ခုဆိုလို့ရှိရင်တော့မှအကယ်ဒမီမင်းသမီးဖြစ်နေပြီလေနော်ကျွန်တော်ရဲ့ပထမဆုံးတပည့်ဖြစ်မှာပေါ့ခင်ဝင်ပါကကျွန်တော်ပထမဆုံး train ပြီးခဲ့တာကခင်ဝင်ပါပေါ့အပထမဆုံး train ပြီးခဲ့ရတဲ့အဲပထမဦးဆုံးတပည့်လည်းဖြစ်တယ်အဲဂုံယူစရာလည်းဖြစ်တယ်ကိုကျင်းသိက္ခာနဲ့ပြည်စုံနဲ့အလှမဲ့တယောက်နေနဲ့လည်းဆက်ပြီးတော့ရှိနေတယ်ပေါ့ခုချိန်မှာဟုတ်တယ် ကျွန်တော်ဒီအလှမယ်အလှမောင်အလှမယ်တွေဆိုတာကနိုင်ငံတစ်ခု data တစ်ခုတိုင်းပြည်တစ်ခုရဲ့စက်နမူနာထားရမယ့်ပုံကိုယ်တွေဖြစ်တယ်။ကျွန်တော်ကအဲ့ပီတူရီဘလို inspiration လောက်ဆင်ပါလေဆိုတော့သူတို့ရဲ့အပြုအမူအသွားအလာအနေထိုင်နေအားလုံးကအလှမယ်တာဝန်ယူထားတဲ့တစ်နှစ်ဆိုရယ်တတန်ကာလတစ်ခုရဲ့မဟုတ်ဘူး။ once a green always a green တစ်ချိန်တစ်ခါအလှမယ်ဖြစ်ပြီလို့ရှင်တသက်လုံးကအဲ့အလှမယ်ဆိုရယ်ဂုံပုံနဲ့လိုက်ရောညှိထွေဖြစ်အောင်နေထိုင်ရမှာ။ဆိုတော့အဲ့ဂုံတိတ်ကတသက်လုံး စောင့်ထင်းရမှာပေါ့ပထမဆုံးအကြိမ် Miss Super National ဆိုရဲပြိုင်ပွဲမှာ Big 5ပေါ့အဲ့ Big 5လို့ပွဲကြီးမျိုးမှာ ပထမဆုံးအကြိမ် Top 20ဆိုရဲ placement ကိုစပြီးဝင်နေနိုင်ငံပေါင်း80လောက်ပြိုင်တဲ့အချိန်မှာအဲဝင်တဲ့အပြင်ကိုခုမှဒီ predicted တွေ vote ပေးတဲ့စုတွေရော Super National ကပေးတဲ့စုတွေရောစုပေါင်းများစွာ100စုလောက်ရှိမှထင်တယ်စုရဲ့အများကြီးနဲ့ပြန်လာပြီးအချိန်မှာဂုံယူစရာပေါ့ ြန်မာပြည်အတွက်လည်းသူအကောင်းဆုံးမြန်မာပြည်သူတွေရဲ့အသင်းစလုံးအခုချိန်ထိတင်ပိတ်ထားနိုင်တဲ့အလားမဲ့တရားဖြစ်ခဲ့တာပေါ့အဲသူအအလားမဲ့တာဝန်တွေတော့သူပြီးဆုံးသွားပြီပေါ့နော်ဒါပေမဲ့လည်းအခုချိန်မှာလည်းဒီအလားမဲ့တာဝန်တွေပြီးဆုံးသွားပြီမဲ့လည်းဒီအလားမဲ့ဆိုရယ်ဂုံပုံးနဲ့နေထိုင်ပြီးတော့ဒီအောင်မြင်တဲ့အဲအကယ်ဒမီမီနီမီတရဖြစ်နေတယ်ဆိုတာနဲ့တင်ဂုံယူနေရပါပြီဖြစ်မိတာပေါ့ဖြစ်မိတာပေါ့ဆိုတာကျွန်တော်ခုနပြောတယ်လို့ပေါ့အလားမဲ့အလားမောင်ဆိုတာကအဲတန်တမန်တယောက်လိုပဲ ကျွန်တော် international မှာလည်းစံတမတ်ချက်ကအလှမယ်အလှမအောင်လည်းတန်တမန်လို့ထားတာသူတို့ရဲ့အပြုတ်မှုပြောဆိုအနေထိုင်ဒီစန္ဒမူနာထားရမယ့်ပုံကိုတယောက်လိုမျိုး ပီတူရေအမျိုးသမီးအမျိုးသားတွေလူငယ်တွေကကိုယ့်ကို inspiration လောက်အောင်ပြုတ်မှုနေထိုင်ရမှာကျွန်တော်အသွာလာနေထိုင်ရစအရင်ရေးကြည့်ရကိုကျင်းတိတ်ခါဆိုပြောမနေနဲ့တော့ဘလောက်တောင်ရေးကြည့်လဲဆိုတာ ဟိုကျွန်တော်တို့လေဟိုထမင်းစားတာအစားလူရှိမှထမင်းစားပြီဆိုလို့ရှိရင်ဗစက်မှာအတန်မီအောင်မစားရတာဒီ attitude တွေ manner တွေကအစားဟိုထိမ့်ထိမ့်တင်တာပေါ့အဲ့ဒါတွေကအစအလှမဲ့တယောက်ရဲ့ကိုချင်းတိတ်ခါဆိုအဲ့ဒီထမင်းစားတာကအစကိုချင်းတိတ်ခါမဟုတ်စကားပြောနေပြီလေခုတုံးလောက်တာပေါ့ဒါကျွန်တော်တို့ဒီအလှမဲ့ဆိုတဲ့အလှမဲ့လောကကို platform တို့ရဲ့တက်လန်တစ်ခုအတွက် platform လုပ်တယ်လေကတဲ့အနေနဲ့အသုံးချပြီးတော့ပဲဒါကိုအသုံးချခံလိုက်ရတာပေါ့ကျွန်တော်တို့ဒီအလှမဲ့လောကကြီးอ่ะ အဲ့တော့ဒီလိုမျိုးမဖြစ်သင့်ဘူးပေါ့အဲ့နိုင်ငံတကာမှာအလှမယ်တွေကိုယ့်ရဲ့အိမ်နေစဉ်ဖိလစ်ပိန်းဆိုလို့ရှိရင်လည်းအခု back to back winner ဖြစ်သွားပြီ grand လိုနေရာမျိုးမှာဆိုအဲ့လိုနိုင်ငံမျိုးကိုကအတူယူရမှာလေဆိုအပြုမှုအပြောဆိုသွားလာနေထိုင်ကိုကဒါကိုအခုတုံလောက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့လူငယ်တွေအတွက်ကိုဘလို inspiration လုပ်ဖို့အတွက်ဒီပြိုင်ပွဲကိုပြိုင်မှာလေဒီ platform ကိုအသုံးပြုတာက ဘာအတွက်လဲ compassion အတွက်လားဘာအတွက်အသုံးပြုမှာလဲဆိုတော့သိကိုသိရမယ်ကျွန်တော်အလှပြယုံတက်တက်နဲ့ကျွန်တော်အမြင်နဲ့ပြောပါတယ်စင်ပေါ်မှာအလှပြယုံတက်တက် photo model လုတ်ပြယုံတက်တက်နဲ့စင်ပေါ်မတက်နဲ့လူတွေဘာပေးမှာလဲဘာ awareness တွေပေးမှာလဲအဲ့ဒီ awareness တွေပေးနိုင်တဲ့နေရာမျိုးရောက်မှဒီစင်ပေါ်ကိုတက်လာခဲ့ဆိုတာမျိုးကျွန်တော်ပြောခဲ့တယ်အမြင်ဒါပေမဲ့လည်းအခုချိန်မှာလဲဒါကိုခုတုံးလုတ်ပြီးတော့ပဲဆက်သွားနေတဲ့လူတွေကအများကြီးပဲဒါ passion ပေါ့သူ့ရဲ့ passion ပေါ့သူ့ရဲ့ အဲဒီအလှမယ်လောကတော့ကို passion နေနဲ့သူဝင်လာဒီ passion တစ်ခုအနေနဲ့ဝင်လာပြီးတဲ့အချိန်မှာမှသူရဲ့ဒီအလှမယ်ဆိုရဲ duty ပြီးွားတဲ့အချိန်ကျမှဒါလည်းသူဒီတရုပ်ဆောင် line ကိုပြောင်းသွားတာလေသူအလှမယ်ဆိုရဲတက်တန်းကာလတက်လျှောက်မှလည်းသူဖြတ်တန်းလာရတဲ့ပုံစံနဲ့ကျွန်တော်အပရာဟိတတဲ့အများကြီးလုပ်ခဲ့ရတာလေတကယ်လူမှုအကျိုးပြုလုပ်ငန်းအနေနဲ့အများကြီးကိုဖြတ်တန်းပြီးမှဒီ minimum တယောက်ဖြစ်ဖို့အတွက်ကိုသူစူးစမ်းခဲ့တာကိုဆိုအဲ့ဒါတွေကအခုချိန်မှာပြန်အတူယူကြရမှာ အခုအလှမယ်ပြိုင်မယ်ကလေးတွေကလေဒီအော်ငါတို့နိုင်ငံရဲ့ပထမဆုံးအလှမယ်တွေကဘာတွေလုပ်ခဲ့ကြတာလဲဆိုတဲ့အချိန်မှာအဲ့အချိန်တော့မိုးဆက်ဝိုင်းတို့ခင်ဝဲဝါတို့နိုင်ခင်စရာတို့ဆိုတာတကယ်ကိုလူမှုအကျိုးပြုလုပ်ငန်းနေနဲ့ကိုဟိုအရှိရနေဥဆောင်ပြီးတော့မမမမလုတ်ပေးနိုင်ခဲ့တယ်လုတ်လေလုတ်ခဲ့ကြတယ်တာဝန်လဲကြည်ခဲ့ကြတယ်အဲ့ဒါအောင်မှအတူယူကြရမှာအခုကကျတော့စင်ပေါ်မှာလမ်းလျှောက်မယ်အလှပြမယ်ဆွင်းဆွတ်တွေဝတ်မယ်ဆိုတာနဲ့ပဲစင်ပေါ်လာခြင်းယုံနဲ့တော့ရှက်မိရဲ့အဲ့ဒီကလေးတွေတော့ကတော့ အတူယူစေချင်တာပေါ့ဟုတ်တယ်အများကြီးပါပဲကျွန်တော်ဒီဟို inspiration လုံးဝမယ်အလှမယ်အများကြီးရှိရအဲ့ဒါတွေကိုတို့ဟိုအတုံးချယုံတက်တက်မဟုတ်ဘဲနဲ့အတုံးပြူစေချင်တာပေါ့အဲဒီနောက်ပိုင်းတော့မဆုံးဖြစ်ဘူးအဲရှင်းနှစ်ကုန်းနှစ်လောက်တော့ရှိပြီထင်တယ်ဒီအလှမယ်သူပြီးွားတဲ့အချိန်နောက်ပိုင်းမှာတော့ဟိုဒီ crown လွှဲတာတွေပါတယ်ပြီးရင်နောက်ပိုင်းမှာတော့ဟိုပြန်ဆုံးဖြစ်ပါတယ်အဲ့နောက်ပိုင်းသူ minimi လည်းဖြစ်သွားပြီးတော့ကျွန်တော်ကလည်းအလုပ်တွေရဲများနေတဲ့အချိန်မတိုက်ဆိုင်မိဘူးပေါ့အဲ့လိုတိုက်ဆိုင်ရင်တော့ဟိုပြန်ပြီးတော့ ส่งมีออกมาบาရှင်เนี่ยเราတော့ရှိသွားပြီဟုတ်တယ်တော်တော့ကြာသွားပြီသူရင်တော့ဝမ်းဖြစ်နေဦးမှာပါသူကလည်းအမြင်နဲ့ပိုလိုက်ဖြစ်တဲ့သူဆိုတော့အမြင်သူရတယ်သူကိုယ်တိုင်ကအရင်နှုတ်ဆက်တဲ့ကလေးဆိုတော့လေဒါပေါ့ကိုတင်မေးလိုက်တဲ့ပန်းလေးကအဲပွင့်လန်းသွားတယ်ပေါ့အဲဆိုလို့ရှိရင်ကျွန်တော်တို့ပန်းပြိုးသူတွေနေနေရတော့အတိုင်းမသိပဲပေါ့ပြောမှာပါ ြောမှာပါဆိုကျွန်တော်တို့အဲဒီသူ organization မှာသူ crown လွှဲခွင့်မရတဲ့အချိန်ရှိခဲ့တယ်ပေါ့နော်လွှဲခွင့်မရခဲ့ဘူး conflict ဖြစ်ခဲ့တယ်ပေါ့ဒီ MGM နဲ့ဖြစ်တဲ့အချိန်တော့ဆိုလို့ရှိရင်လေအဲ့နောက်ပိုင်းမှာလည်းပြန်တွေ့လို့ရှိရင်တော့သူဆရာတရားအနေနဲ့ပဲသူကအမြဲတမ်းနှုတ်ဆက်တယ်ယူကျိုးရယ်ဆိုတော့အခုချိန်ထိလည်းသူအဲ့လိုမျိုးရှိနေမှမှပါပဲအာကြည့်ပြနေတာပေါ့ဟိုကျွန်တော်တို့ဒီ academy announce လုပ်တဲ့အခါမှာဒီ nomination ၄ခွက်တည်းဝင်တဲ့အချိန်မှာတော့ကိုကပုံရင်ခုန်နေဟာအာရပါသေးရပါသေးဆိုတဲ့စိတ်လေးနဲ့တော့ အာတွေးမိတာပေါ့ကိုပြုစုပြိုးထောင်ထားတဲ့ဘလို့နေရမျိုးကနေပဲပြုစုပြိုးထောင်ခဲ့ပါသေးကိုပြုစုပြိုးထောင်ခဲ့တဲ့ပန်းလေးတစ်ပွင့်ကဒါဆိုပွင့်လန်းသွားတယ်ဆိုရင်ပန်းပြိုးသူတွေအတွက်ကတော့အတိုင်းမသိဝမ်းသာရတဲ့ပီတိလေးတစ်ခုရတာပေါ့အဲလက်ရှိအခုရမုံမြင့်မြတ်တို့ training ပြီးတော့ရမုံမြင့်မြတ်တို့တို့တွန်းကျစင်တို့ပေါ့အဲဆက်ပြီး training ရှိနေပါတယ်နောက်ထပ်လာမယ့် celebrity training တွေလည်းရှိပါသေးတယ်ပြီးတော့ဒီ Miss Grand နဲ့ Miss Supra ပြိုင်မဲ့ကလေးတွေလည်းအခုလာပြီးတော့ training လုပ်နေပါပြီစနေပါပြီ